မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ30ရက်နေ့အတွက် People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအာဆီယံရဲ့အလဲကျဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ဖို့အသင်းရှိနေပြီလို့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်မလေးရှားမှာပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့အာဆီယံညီလာခံအနေပြန်လာပြီးတဲ့နောက်မာကော့စ်ကသူလက်လွဲယူမဲ့အာဆီယံဥက္ကဋ္ဌတာဝန်နဲ့ပတ်သက်လို့ရီမန်းထားတာတွေအကြောင်းကိုကြေညာခဲ့ပါတယ် သူ့ရဲ့နိုင်ငံဟာကိုပိုင်အနာဂတ်တွေအတွက်အတူပဲ့ကိုင်းကြမယ်ဆိုတဲ့ရည်မှန်းချက်အောက်မှာအာဆီယံဒေသတွင်အရေးကိစ္စတွေကိုဥဆောင်ဖြေရှင်းဖို့အစည်းအဝေးတွေကျင်းပဖို့ရည်ရွယ်ထားတယ်လို့မာကော့စ်ကညီလာခံအတွေ့အကြုံတွေအကြောင်းဝေမျှထားတဲ့ဗီဒီယို message ထဲမှာပြောကြားထားတာ ဖြစ်ပါတယ်။အာဆီယံမှာတော့အလှည့်ကျဥက္ကဋ္ဌတာဝန်ကိုနိုင်ငံအသီးအသီးရဲ့နာမည်အင်္ဂလိပ်အက္ခရာစင်နဲ့ရယူကြတာဖြစ်ပြီး2026ခုနှစ်အတွက်ဥက္ကဋ္ဌကတော့မြန်မာဖြစ်မှာပါ။ ဒါပေမဲ့အာနာသိမ့်ပြီးနိုင်ငံကိုမတရားအုပ်ချုပ်နေတဲ့စစ်ကောင်စီကိုအာဆီယံကထိပ်သီးအစည်းအဝေးတွေတောင် တက်ခွင့်မပြုဘဲဖဲကျင်ထားတာကြောင့်ဥက္ကဋ္ဌရာဒူးပေးဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်လဲဖိလစ်ပိုင်ကလှည့်ကျော်ပြီး2026ခုနှစ်ရဲ့ဥက္ကဋ္ဌနေရာကိုယူခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်အနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ယူမဲ့အချိန်ကြာရင်သူအလေးပေးဖို့ရည်ရွယ်ထားတာကပုံမစုံလင်တဲ့အစုအဖွဲ့တွေစုပေါင်းပါဝင်ခွင့်ရရေးဒေတာရဲ့ရေရှည်တိုးတက်ရေးတွေဖြစ်တယ်လို့လဲမာကော့စ်ကဆိုပါတယ်။သူက လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့အားထုတ်မှုတွေပေါ်ခြေခံပြီးအာဆီယံကိုပုံမှန်ညီညွတ်တဲ့အနာဂတ်ကိုမျှော်မှန်းတဲ့အင်အားစုတစ်ခုဖြစ်လာအောင်ကြိုးစားသွားကြတယ်လို့လည်းပြောပါရယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေကပထဝီဝင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေမြမနိုင်ငံရေးအကြက်တင်နဲ့အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်ကတင်းမာမှုတွေလိုမျိုးဒေသတွေပြဿနာတွေကိုဆွေးနွေးခဲ့ကြတယ်လို့သူကပြောပြပါရယ်။ဖိလစ်ပိုင်ဟာအာဆီယံဒေသရဲ့ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုစံတန်ဖိုးတွေကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူဝင်းညှဖို့အမြဲရည်ရွယ်ထားတယ်လို့လဲမာကော့စ်ကဆိုပါတယ်။အာဆီယံရဲ့လူမှုရေးနဲ့ယဉ်ကျေးမှုအသက်အဝန်းကိုတိဆောက်ချိန်မှာစီးပွားရေးဖွံ့ဖြိုးမှုကိုပါတဘာတဲ့လက်ဆင့်ကမ်းဝင်းညှနိုင်ဖို့အရေးကြီးကြောင်းအာဆီယံခေါင်းဆောင်တွေဟာတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးရာသီဥတုပြောင်းလဲမှုပညာရေးကျန်းမာရေးစတဲ့ကဏ္ဍတွေမှာလည်းအမြင်ဖလဲဆွေးနွေးခဲ့ကြအောင်သူကပြောကြားသွားပါတယ်ရှင်။တောင်ကိုရီးယားအတွက် နျူကလ িয়ার စွမ်းအင်သုံးတိုက်ခိုက်ရေးရင်ငုတ်သင်္ဘောတစ်စီးတိဆောက်ပေးဖို့ခွင့်ပြုလိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဆိုပါတယ်။ဒါကကမ္ဘာတလောမှာနျူကလ িয়ার ရင်ငုတ်သင်္ဘောတွေပိုင်ဆိုင်ထားတဲ့နိုင်ငံအ ਨੇ ချင်းစီရင်တဲ့တောင်ကိုရီးယားကိုပအဝင်ခွင့်ပြုလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။ထရမ့်ကတောင်ကိုရီးယားရဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်ထားတဲ့ဖီလာဒယ်ဖီးယားသင်္ဘောချင်းတစ်ခုမှာအဲ့ဒီရေရင်အစ်စ်ကိုတိဆောက်စေမယ်လို့လူမှုကွန်ရက်ပေါ်မှာဖော်ပြထားပါတယ်။ထရမ့်ကအောက်တိုဘာ29ရက်နေ့မှာ သူ့ရဲ့အာရှခရီးစဉ်နောက်ဆုံးအဆင့်ဖြစ်တောင်ကိုရီးယားကိုရောက်နေပြီးအာရှနိုင်ငံရဲ့သမရလီဂျင်မြောင်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။တောင်ကိုရီးယားဟာအမေရိကန်စီကရင်းနှံတဲ့ဓာတ်ငွေပမာဏအမြောက်အများဝယ်ယူရေးကိုလည်းလက်ခံကတိပြုခဲ့တယ်လို့ထရမ့်ကဆိုပါတယ်။ဒါ့အပြင်ထရမ့်နဲ့လီတို့ကနှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုစာချုပ်ရဲ့အပြီးအသတ်ညှိနှိုင်းမှုအဆင့်တွေကိုလည်းအောက်တိုဘာ29ရက်နေ့ဆွေးနွေးပွဲမှာအတူလက်မှတ်ရေးထိုးခဲ့ပါတယ်။လီက ပြည်တွင်းမှာနျူကလ িয়ার လောင်စာကိုကိုရိုင်းတန့်စင် ထုတ်လုပ်ခွင့်ရရည်အတွက်ထရမ့်စီကနေခွင့်ပြုချက်တောင်းထားတယ်လို့လည်းသိရတာပါနှစ်နိုင်ငံသဘောတူထားတဲ့စာချုပ်အရကြောင်ကိုရီးယားဟာအမေရိကန်သဘောမတူဘဲနျူကလ িয়ার လောင်စာတန့်စင်ထုတ်လုပ်ခွင့်မရှိပါဘူးထရမ့်ကကြောင်ကိုရီးယားအတွက်လက်ရှိအသုံးပြုနေတဲ့ဟောင်းနွမ်းပြီးအရန်ထက်ထက်မြင့်မြတ်မဟုတ်တော့တဲ့ဒီဇယ်အင်ဂျင်သုံးရင်ငုတ်သင်္ဘောတွေအစားနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်္ဘောတစ်စီးတိစောက်နိုင်အောင်ခွင့်ပြုပေးခဲ့ကြောင်းသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှုကွန်ရက်ပလက်ဖောင်း Truth မှာ ရေးသားထားခဲ့တာပါကြောင်ကိုရီးယားဟာကမ္ဘာပေါ်မှာခက်အမီဆုံးသင်္ဘောတိဆောက်မှုစွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့နျူကလ িয়ার စွမ်းအင်နဲ့ခုံမောင်းတဲ့စနစ်မျိုးကိုကင်တွယ်တိဆောက်နိုင်တဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာအရင်နေနေလေးပဲရှိတာပါဒါအပြင်ထရမ့်ကဗြိတိန်နဲ့လည်းပူးပေါင်းပြီးဩစတြေးလျအတွက်နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေတိဆောက်ပေးရေးကိစ္စကိုမီးစိမ်းပြထားပါတယ်အဲ့ဒီသဘောတူညီမှုအရအမေရိကန်ရဲ့နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတိဆောက်မှုနည်းပညာကို ဩစတြေးလျစီလဲဝင်းမျှပေးရမှာဖြစ်ပါတယ်။ American ဟာအဲ့ဒီနည်းပညာကို1950ပြည့်လွန်နှစ်တွေတုန်းက Britain တနိုင်ငံတည်းစီပဲဝင်းမျှပေးခဲ့ဘူးတာပါ။အခုအခါ Trump နဲ့ Lee တို့တွေ့ဆုံတဲ့အချိန်မှာ Lee ကတောင်ကိုရီးယားရဲ့ကာကွယ်ရေးကဏ္ဍကို American ကအများအပြားတာဝန်ယူထားရကနေ short ပေါ်စေနိုင်ရေးအတွက်ယူကလီးယားစွန့်ရင်သုံးရင်ငုပ်သင်္ဘောတချို့တိဆောက်နိုင်ရေးတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လလောဆယ်မှာတော့ Trump ကရင်ငုပ်သင်္ဘောတစည်းကိုပဲကဏ္ဍဦးတိဆောက်ဖို့လက်ခံထားတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုပြပြပေးသွားမှာဖြစ်ပါရရှင်။ချင်းပြည်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထွက်လာတဲ့စစ်တပ်နဲ့ချင်းပြည်ကောင်စီကာကွယ်ရေးပူးပေါင်းတပ်တွေအော်တိုဝါလာ29ရက်မနေ့ကစပြီးကလေးမျိုးနဲ့တိုင်းငယ်မျိုးအကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့ချင်းတရရဲမြက်ကပြောပါရယ်။စစ်ကောင်စီကသခိုင်းတိုင်းကလေးမျိုးဘက်ကနေစစ်အင်အားအလုံးရင်နဲ့ထပ်မံထိုးစစ်ဆင်လာလို့ဒီတဲ့မျိုးနဲ့ဟွယ်ပြီးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရယ်။တိုက်ပွဲအတွင်းထိခိုက်ကြဆုံးမှုအခြေအနေတွေကိုမသိရသေးဘူးလို့သူကပြောတာပါ။ စကောင်စီတပ်ဟာအော်တိုဘားလ29ရက်ကစပြီးစစ်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်လာတာဖြစ်ကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်တဲ့ CDF CN ကလည်းအတိပေးထုတ်ပြန်ထားပါတယ်။စကောင်စီတပ်ဟာကလေးမျိုးကနေမြေပြင်စစ်ကြောင်းထုတ်နေတယ်လို့လေကြောင်းကနေလည်းတီးတိမ်မျိုးကိုစစ်အင်အားဖြစ်တင်းနေတယ်လို့ချင်းတရင်းမြကပြောပြတာပါ။အော်တိုဘား26ရက်နဲ့29ရက်မှာရဟရင်နဲ့10ချိန်အထိတီးတိမ်မျိုးကိုစစ်အင်အားတရာခန့်နဲ့လက်နက်ခရင်တွေဖြစ်တင်းခဲ့တာလို့ဆိုပါတယ်။စကောင်စီတပ်ဟာပြီးခဲ့တဲ့မေလက ကလေးမျိုးဘက်ကနေတိုင်းငယ်ဘက်ကိုစစ်အင်အားအများအပြားနဲ့စစ်ကြောင်းထုတ်ခဲ့ပူပေမဲ့ချင်းတော်လေးတက်တွေရဲ့တက်ခိုင်မှုကြောင့်အထိနာပြီးတက်ပြန်ဆုတ်ခဲ့ရပါတယ်။အဲ့ဒီတုန်းကလည်းမွေပြီးရွာနေဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတိုက်ပွဲတလခွဲကျော်ကြာဇူလိုင်လဆန်းမှာတော့စကောင်စီတပ်ဟာကလေးမျိုးဘက်ပြန်ပြီးဆုတ်ခွာခဲ့ရတာဖြစ်ပြီးအခုထပ်မံစစ်ကြောင်းထုတ်လာတာဖြစ်ပါတယ်။ချင်းပြည်နယ်မြောက်ပိုင်းဒေသကိုစစ်တပ်ကအမြေပြင်ဝဟင်ကနေအင်အားအလုံးရင်းနဲ့ထုဆင်ဆင်လာတဲ့ပုံချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူနဲ့ ချမ်းမျိုးသားတအူ CNF ပြောရေးဆိုခွင့်ရှိသူတို့ကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါရရှင်။အာနာသိန်းစကောင်းစီတက်တဲ့တန်အန်တက်မတော် TNL တို့အပြစ်ရဆဲပြီးမိုးကုံနဲ့မိုးမေမျိုးတွေကလည်း TNL တက်တွေဆုတ်ခွာဖို့သဘောတူညီခဲ့ပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့အမေပေးကွက်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတက်မတော် MNDY PDF ကတော့ထင်းချုပ်နေမျိုးတွေကာကွယ်ဖို့မေဖတ်တလိုင်းအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်သွားမယ်လို့မင်းကကြေညာပါတယ်။ တရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးအပြစ်ရဆဲကြရတဲ့အခြေအနေကိုတရုတ်နယ်လေကထုတ်ပြန်ပြီးနိုင်ပိုင်းအကြောင်းမှာပဲမန္တလေး PDF ကအခုလိုကြေညာခဲ့တာပါမန္တလေး PDF စတင်စုဖွဲ့ခဲ့တဲ့2021ကစလို့ Federal Democracy ရရှိရင်နဲ့ဆီအာနာရှင်စနစ်အမြင့်ပြတ်ချိန်မုန်းနိုင်ရတို့အတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်နေတယ်လို့အသိပေးထားပါတယ်လက်ရှိကာလတွေမှာတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်ညွေဦးတော်လိုင်းရဲ့အင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှု တပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့အစွတ်လော့ပေးဆက်မှုတွေနဲ့တူမန္တလေးဒေသအတွင်းကနေမျိုးတချို့ကိုထိန်းချုပ်စုဝတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ရရှိထားတဲ့ထိန်းချုပ်နေမျိုးတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရတဲ့မေဖက်တလရင်အားစုတွေနဲ့လက်တွဲပြီးအားသုံးခွန်ဆိုင်ကျူးပန်းသွားမယ်လို့မန္တလေး PDF ကအသိပေးထားတာပါစစ်ကောင်စီနဲ့အပြစ်ရဆဲတာဟာယာယီအပြစ်ရဆဲတာဖြစ်တယ်လို့တရားနယ်လေးအနေနဲ့လည်းမဟာမိတ်တွေကိုတင်းင်းင်းနဲ့အကူအညီတွေပေးနိုင်တယ်လို့တရားသဒ္ဒရမြတ်တချို့ကသုံးသပ်ပြောကြားပါတယ် TNL ဟာမလွဲမရှောင်သောစစ်ကောင်စီနဲ့အပြစ်ရဆဲခဲ့ရတာလို့တန်တရိမ့်မြက်နဲ့ရှမ်းမြောက်အရေးလေလာသူတချို့ကပြောပါတယ်။မိုးကုံမြို့ကနေ TNL တပ်တွေဆုတ်ခွာတယ်ဆိုပေမဲ့ PDF တွေကအဆုံမပေးဘဲဆက်လက်အစိုးမထိန်းချုပ်နေအောင် ခုခံတက်ခိုက်သွားမှာဖြစ်တယ်လို့ PDF တချို့ကပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာအမှတ်63နီးပြောင်မှုကိုဝေမိုးကျော်ကလည်းဘာပဲဖြစ်ဖြစ် TNL အနေနဲ့အကောင်းဆုံးရုန်းကန်ခဲ့တာပါ။ Congratulation ပါ။ကိုကတော့ကို့အလုပ်ကိုဆက်လုပ်ချစရာရှိတာဆက်ချရမှာလို့ မနေ့ညပိုင်းက Facebook မှာရေးသားထားပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကမိုးကုတ်ဗျူဟာကလည်းမိုးကုတ်မြို့ကိုချစ်တဲ့ပြည်သူတွေကိုရည်ညွှန်းတဲ့ကြေညာချက်တရက်ကိုမနေ့ကထုတ်ပြန်ခဲ့ရမှာတော်လရေးခီးမှာဘလို့အခက်ခဲကြုံကြုံဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အတည်ပြုခဲ့ပါတယ်ရှင်။ဒီနေ့နေ့လည်ခင်းထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။